မလ28ရက်နေ့မိုးလယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့မန္တလေးမြို့က Sky Villa Condo ကပိတ်မိနေသူတွေကိုဆက်လက်ရှာဖွေခဲ့ရာ ဧပြီလ6ရက်နေ့ကကလေး2ဦးနဲ့အမျိုးသမီး2ဦးတို့ရဲ့အလောင်းတွေကိုထပ်မံတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။အင်အားပြင်းကလေးလှုပ်ခတ်ခဲ့မှုကြောင့်မန္တလေးမြို့အောင်မြေသာဆန်မြို့နယ် Sky Villa အဆောက်အဦပြိုကျပြင်ဆင်ပြီးပိတ်မိနေသူတွေကိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရှာဖွေခဲ့စေရေးတပ်ဖွဲ့ဝင်တွေတရုတ်နိုင်ငံကရှာဖွေခဲ့စေရေးအဖွဲ့ဝင်တွေဟာသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးရှာဖွေခဲ့စေရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိရာဧပြီလ6ရက်နေ့ညနေ4:14မိနစ်မှာယောက်ျားလေး2ဦး ညနေ4:59မိနစ်မှာမိခလေးတအူတို့ရဲ့ရုံလောင်းတွေကိုရှောက်ဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒါပြင်ညနေ4:59မိနစ်မှာအမျိုးသမီးတအူရဲ့ရုံလောင်းကိုထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ထံကသိရပြီးရှောက်ဖွေကိစ္စရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။